မန္တလေးမြို့မှာအငိမ့်စားပါမောက်ခအမျိုးသမီးတအူးကိုအိမ်ချမ်းမြေအယောင်းဝယ်ပြုလုပ်ရန်မြေခွက်ပြမည်ဟုဆိုကောင်လူသက်ပြီးပစ္စည်းများယူဆောင်သွားခဲ့တဲ့တရခန်ကိုဖမ်းဆီးရမည်မန္တလေးမြို့မှာအငိမ့်စားပါမောက်ခအမျိုးသမီးတအူးကိုအိမ်ချမ်းမြေအယောင်းဝယ်ပြုလုပ်ဖို့အတွက်မြေခွက်ပြမည်ဟုဆိုကောင်လူသက်ပြီးပစ္စည်းများယူဆောင်သွားသူကိုမီလာတရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်မနေ့ကဟဲဟုံးမြို့မှာဖမ်းဆီးရမည်ခဲ့ကြောင်းမန္တလေးတိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ် က်တလုံးသူနဲ့အိမ်ချမ်းမြေအယောင်းဝယ်ပြုလုပ်နေတဲ့သူကကျူးလွန်သွားတာပါအိမ်ချမ်းမြေပြပြီးတခါတည်းတက်လိုက်တာပါသူဝစ်ထားတဲ့လက်ဝစ်လက်စားရွှေတဲ့တွေပတ်စံတွေအပြင်အိမ်ချမ်းမြေစာချုပ်တွေကိုလည်းယူသွားတယ်သူကကျူးလွန်ပြီးတော့မိသားစုလိုက်ရှမ်းပြည်ဘက်ကိုပြေးသွားတာအစင်းစင်နေရာပြောင်းရင်းနဲ့နောက်ဆုံးဟဲဟူးမှာမနေ့ကသက်တေကန်ပစ္စည်းတွေနဲ့အတူဖမ်းမိခဲ့ပါတယ်ဟုဆိုကရဲတပ်ဖွဲ့ကတာဝန်ရှိသူတအူးကပြောပါတယ်ပြီးခဲ့တဲ့ AV လာ29ရက်နေ့ကပသိမ်ကြီးမြို့နယ်ရေထွက်ကြီးရွာ ညောင်မောင်ပြီးလေခွင်းအတွင်းမှာဆောက်လုပ်ထားတယ်။လူနေထိုင်ခြင်းမရှိတဲ့တထက်တိုက်အတွင်းအမျိုးသမီးတအူးဒဏ်ရာများနဲ့ပုတ်ပွားတည်ဆုံနေကြောင်းသတင်းရရှိခဲ့တာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းခဲ့ရ။ဧပြီလ25ရက်နေ့ကပျောက်ဆုံးနေခဲ့တဲ့ဒေါ်ထွေးထွေးဆိုသူဖြစ်ကြောင်းသိရှိခဲ့ရပြီးစုံစမ်းစစ်ဆေးခဲ့ရ။ကျူးလွန်သူကိုယခုလိုဖော်ထုတ်ဖန်ဆီးရမိခဲ့တာ ဖြစ်ပါတယ်။အသက်ခံရသူမှာအငိမ့်စားပေါမောက်ခတအူးဖြစ်ပြီးအင်ချမ်းမြေလုပ်ငန်းလုပ်ကင်သူဖြစ်ခါတအူးထဲနေထိုင်သူဖြစ်ပြီး အကင်းဖြစ်ပွားခဲ့တဲ့အေဗီလာ25ရက်နေ့ကနေအိမ်ကနေမနက်စင်နာရီခွဲခန့်ကအင်ချမ်းမြေကြည့်ရန်ထွက်သွားပြီးတဲ့နောက်အခုလိုအသက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒေါ်ထွေးထွေးအားတက်ပြီးပစ္စည်းများယူသွားခဲ့တဲ့တရက်ခန့်စိုင်းထွန်းတော်ခေါ်ကိုဆိုင်အသက်25နှစ်ကိုရသသက်ကြီးဥပဒေပုံမှန်300နှစ်ဖြင့်ပသိမ်ကြီးမျိုးမှရဲစခန်းမှအမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်းသိရှိရပါတယ်။